အားလုံးမင်္ဂလာပါဗျာကျွန်တော်ကိုတိုက်ပဲဖြစ်ပါတယ်ဗျာဒီနေ့မှာတော့လခွေညမှာပြုတ်လို့ရမယ့်ရတရားလေးမြက်ကိုမရောက်ပြီးမှဖြစ်ပါတယ်ကန်ကောင်းလက်ကောင်းကန်ပွင့်လက်ပွင့်သွားမှဖြစ်ပါတယ်ဗျာမေဆွေမေဆွေများလခွေညမှာကျွန်တော်တွေအမောင်စွမ်းတွေအဲ့တော့ကျွန်တော်တွေကြွယ်သွားခြင်းပျောက်သွားခြင်းဆိုတဲ့စွမ်းတွေအပြည့်အထည်ရနေပါတယ်ဒါကြောင့်မို့ကျွန်တော်တို့စီမှာမရှိစေတဲ့အရာတွေမတွေ့ကျင်တဲ့အရာတွေကိုလည်းကြွယ်သွားပြုတ်သွားအောင်လုပ်လို့ရပါတယ်ဗျာဒါလည်းမေဆွေများကိုမြောက်ပြီးမှဖြစ်ပါတယ် အဲ့နံပါတ်1တခုကကျွန်တော်တို့ကထားထားကြပါဆိုကျွန်တော်တို့မှာအဲအကျိုးတွေများနေတယ်ပြဿနာတွေများနေခက်ခဲတွေများနေတယ်ဆိုကြပါဆိုအဲ့ဒီပြဿနာခက်ခဲတွေရှိနေလို့ရှိရင်နံပါတ်1တခုစာရွက်ပြောင်းလေးတရွက်ယူမယ်စာရွက်ပြောင်းလေးတရွက်ပေါ်မှာကျွန်တော်တို့ကဥပမာဆိုကြပါဆိုအကျိုးများနေမယ်ဆိုမှအကျိုးပြဿနာခက်ခဲများအဲမဟုတ်ပြကျွန်တော်ငွေကြီးအတွက်ငွေကြီးခက်ခဲပြဿနာများအလုတ်ကန်အတွက်အလုတ်ကန်အလုတ်ကန်ခက်ခဲပြဿနာများအဲပြီးလို့ရှိရင်တော့ကျွန်တော်လူမှုရေးပြဿနာများ စာပြစ်ပေါ့ခုနှစ်သားစီမှာပြဿနာခက်ခဲတော့ရှိမှာပဲမရှိလို့ဆိုတာရှားကိုရှားလိမ့်မယ်အဲ့တော့တကယ်တော့မတူဘူးအဲ့တော့ရှိတော့ရှိလိမ့်မယ်အဲ့ရှိနေတဲ့အခက်ခဲလေးတွေကိုမိတ်ဆွေမြတ်ကအဲ့ဒီဒီလေးပေါ့ဥပမာဆိုရမလို့အကျွေးပြဿနာခက်ခဲများဆိုလို့ရှိရင်အကျွေးပြဿနာခက်ခဲများအကျွေးပြဿနာခက်ခဲများအကျွေးပြဿနာခက်ခဲများဆိုပြီးဒီလေးကိုအကြောင်းကြီးဘယ်နှကြောင်းရေးရမလဲဆိုတော့33ကြောင်းရေးရမယ်အနည်းဆုံး33ကြောင်းရေးရမယ်တချို့ကလည်းတက်စိတ်ရေးကြတယ်ကောင်းပါတယ် အဲ့တော့အနည်းဆုံး33ယောက်ယူလိုက်မယ်။ဆောက်ရွက်အဖြူပြောင်းလဲရရင်ပိုကောင်းတယ်။အဲ့ဒါလေးကိုရေးပြီးတော့ကျွန်တော်တို့ကခောက်ထားမှာဖြစ်ပါတယ်။ခောက်ထားပြီးတော့ကျွန်တော်အိတ်ကက်တွေကိုထည့်ထားပါ။အိတ်ကက်တွေထည့်ထားပြီးတော့ည9:00နာရီရောက်လို့ရှိရင်ဘာလုပ်ရမလဲဆိုတော့အိမ်ရှိကိုသွားမယ်။လင်မန်းလေးတစ်ချက်ယူသွားမယ်။ပြီးရင်အဲ့လင်မန်းပေါ်မှာကျွန်တော်အဲ့ဆာရွက်လေးကိုမီးရှို့မှာဖြစ်ပါတယ်။မီးမီးမရှို့ခင်မှာလဲဆာရွက်လေးကိုဖြန့်ပြီးတော့ဖတ်လိုက်ပါအောင်။ဩကိုယ်စမရှိတဲ့ဖြစ်နေအခက်အခဲပြက်ပြက်နာတွေကိုရေးရေးထားတာဆိုတော့ကဲ။ ကျွန်တော်အဲ့ဒါလေးကိုပြန်ပြောမယ်ပေါ့ဗျာ33ခေါက်ရေးထားဆို33ခေါက်ပြန်ပြောမယ်ပေါ့ဗျာအကျိုးပြန်နာခက်ခဲများအကျိုးပြန်နာခက်ခဲများအဲတော့တမလို့အခြေပြန်နာများအခြေပြန်နာခက်ခဲများစပြပေါ်တော့တက်နေတော့လို့မတူကြဘူးလေအခြေရင်အိမ်တော်ရေးငွေကြေးရေးလူမှုရေးအစားပြအများကြီးပဲပေါ့ဗျာတက်နေတော့မတူကြဘူးအဲ့ဒါလေးကိုပြန်ကြည့်ပြီးတော့အဲ့တော့အဲ့အခောက်အေးတိုင်းပြန်ဖတ်လိုက်မယ်ပြီးတော့မီးရှို့လိုက်ပါမယ်မီးရှို့လို့ရှိရင်ပြာလေးလေးကြံလိုက်မယ်ဒါကြောင့်မလို့အဲ့လင်မမမရှို့ခိုင်းတာပါပြာပြာလေးလေးကိုဒီကယူစေခြင်းလို့ပါ လိုက်ပြလေးလို့ယူလိုက်မယ်ယူယူလိုက်ပြီးတော့အိမ်ရှိချမ်းချမ်းပြုံထွက်မယ်နော်ချမ်းပြုံထွက်ပြီးတော့ငါစီမှာရှိတဲ့ပြဿနာခက်ခဲများအားလုံးဒီညမှာကွယ်သွားပျောက်သွားပါစေဆိုပြီးဖူးတဲ့ဆိုအပြုံလေးနဲ့မုတ်ထုတ်လိုက်ပြီးသွားပါပြီဗျာဒါနံပါတ်1ရတရားဖြစ်ပါတယ်နံပါတ်2ရတရားကတော့ကျွန်တော်တို့မမြင်ကျင်တဲ့သူတွေကျွန်တော်တို့မတွေ့ကျင်တဲ့သူတွေကျွန်တော်တို့ဆေးဒုက္ခပေးတဲ့သူတွေကိုကျွန်တော်တို့ကအဲကွယ်သွားပျောက်သွားအောင်လုပ်မယ်ဟုတ်ပြီဘလို့လုပ်မလဲလွဲပါတယ်ဗျာအဲ့တော့ကျွန်တော်တို့ရေမှန် တစ်ချက်ယူမယ်မှန်တစ်ချက်လုံမယ်အဲ့မှန်တစ်ချက်မှာကြော်ကြီးတင်းတဲ့သားအိမ်ကိုမလာပါစေနဲ့အင်းဒါလေးပဲဥမာမောင်းဖြူဂျာတာပရိသာနော်စိတ်တကပိတာတွေရက်ပါစေအဲအဲ့တိုင်းမက်နီစနေသမီးပြပြတ်နာလာရှာနေရလဲရက်စီဟောစပြီကိုဖြစ်စင်နေရတယ်သူ့နာမည်သူ့နေနဲ့နဲ့ကြည့်ပြီးရေးလိုက်ရုံပဲအဲ့တော့နေနဲ့မသိလဲကိစ္စမရှိဘူးမရင်းနဲ့ရပါတယ်ဗျအဲ့ဒါလေးရေးပြီးတော့ကျွန်တော်တို့ရဲ့အင်ရှေ့ပေါ့မှာချိန်ထားမှာဖြစ်ပါတယ် အင်းရှိပေါ့မှာခြေထလိုက်ပါတညာလုံးခြေထလိုက်ပါဗျာရပါပြီเนาะမနေ့ကျလို့ရှင်နောက်ရက်ကနေစပြီးတော့အဲ့လူလေးအဲ့တော့ကျွန်တော်တွေထမင်းပိုင်ခေါ်ကြည့်မယ်ဆိုတော့မလားမလားတော့ပါဘူးတော်သူဘယ်ရောက်သွားလို့သွားမှန်းကိုမသိတော့ဘူးအဲ့လိုဖြစ်သွားလိမ့်မယ်ဒါနံပါတ်1ဖြစ်ပါတယ်နံပါတ်3ကလည်းလွယ်ပါတယ်ဗျာနံပါတ်3ကတံမြတိတလုံးလိုပါမယ်အဲ့တော့ကျွန်တော်တွေနေဘက်မနေ့9နိုင်လောက်စရင်ပိုကောင်းတယ်ဘယ်9နိုင်အချိန်မရရင်လည်းကိစ္စမရှိဘူးမနေ့ပိုင်းလုံးရပြီအဲ့တော့အဲ့ဒီတံမြတိလေးမှာကျွန်တော်တို့နံပါတ်လေးရေးမယ် ကျွန်တော်ရဲ့ကျွန်တော်ရဲ့နာမည်ရေးမယ်အဲကျွန်တော်ကျွန်တော်တို့ကိုယ်နာမည်ကိုကိုရေးမယ်နော်ဥမာဥမာဥမာကိုတိုက်အဲဒေါက်တာတင်းနာသာအသက်28နှစ်အဲစပါပေါ့နော်ကျွန်တော်မိတ်ဆွေများလည်းကိုအသက်ကိုနေနဲ့ကိုယ့်ကိုရေးမယ်ပေါ့အဲ့တော့ကျွန်တော်ဒီအသက်30ပြည့်30 36နှစ်ပြည့်36နှစ်အသက်40ပြည့်40အဲ26ပြည့်26စပါပေါ့နော်ကိုယ့်ကိုနာမည်ရဲ့နေနိုင်အသက်ကိုရေးမယ်ဘာနဲ့ရေးမလဲ တန်တန်ချုံနဲ့ရေးလဲရတယ်ခဲတန်းနဲ့ရေးလဲရလဲဘာနဲ့ရေးရေးလို့ရပါလဲကိစ္စမရှိပါဘူးထင်းစာမလိုပါဘူးရေးရဲဆိုရင်ရပါပြီအဲ့ဒါလေးကိုတန်ချုံလေးနဲ့ရေးမယ်တန်မြတိကအစ်စ်ဖြစ်ပိုကောင်းတယ်နော်အစ်စ်ဖြစ်ပိုကောင်းတယ်အဲ့ဒါလေးကိုဘယ်ဘက်လက်နဲ့ကိုင်းမယ် ဘယ်ဘလက်နဲ့ကိုင်းပြီးတော့တံမိုးဒီခါလာလေးကို၁၀ခေါက်ယူမယ်။တံမိုးဒီထားဝေတန်းစာဒေါ်တာတင်းစာသဟဒေဂေပင်းစာတရသဟတာနိနမမီတိရတမဟံဘဂဝါလူကခေငနနာနိဗ္ဗာဇိနာဒေတံဓမ္မစာတံကေစာအဒရိနာနမမန္နမကအနုဘဝိနာဟေတဝတ္တပိဥပဒဝေအနေကအန္တရာယပိဝနတ္တံနုအာတိတ္တော ငါးသိန်းကုန်သောဘုရားရှင်တသောင်းတန်းကုန်သောဘုရားရှင်နှစ်ကျိတ်စီကိုဘုရားရှင်ကောင်းလို့ကိုဥဝိုင်းညာမြင့်ငါမေနမမေရှုခိုးပါ၏ခင်ငါခင်ငါယခင်ငါမြဲတွင်းနဲ့ဝါလူကရှိတန်ကုန်သောတေသူရဲ့ဘက်ကနေကြကုန်သည်နေပုဒ္ဓဘုဇသိန်းနဲ့ညူးနဲ့မူကြကုန်ပြီးသောဇိနာနောက်ဆက်ပန်းလာမန်ငါးပြက်ကိုအရိယမတ်ဖုံးအောင်ဆက်ပြီးချိုးပြဲလွယ်ကိုအောင်းတော်မူပြီးသောဘုရားရှင်ပေါင်းတော်ဟာအနန္တတရားကနရည်တွက်မှန်းလဲဆုံးကန်းနမြောက်မယောက်နှောင်ကြကိုတည်စည်းနေစထိုဘုရားရှင်ပေါင်းတော်ကို၎င်း တေတန်းထုံ9သိန်း12,000နှစ်ချက်ရှိစုံသောဖရာရှင်မရေမနေ့တိုင်းကုန်သောဖရာရှင်ပေါင်းတို့၏ဓမ္မစတရားမြတ်ကို၎င်းတန်ကိစ္စတရားတို့တပည့်သားတန်ခါမြတ်ပေါင်းတို့ကို၎င်းအာဏံဖရာတိတော်သည်အာဒရိနအာဒရိနယုဒ္ဓဇောနမမိရှခိုးပါရှင်များ နမဂာနုဘဝိနဤသို့ရှိခုပုသောဖုံးမြမှာရောက်ကြရသောကောင်းငါစေနာများကြောင့်တပ်ပိခတ်သိုံသောအလုံးစုံကုန်သောဥပတ်တဝိဘေယုံသမ ्या ပေါင်းတို့သည်အာတိတတော်ကျွင်းချံမရှိသောအဖြစ်ဝဏ္ဏတနုပြောက်ပေကြပါစေဂုံတည်းဆိုပြီးတော့ကားတော့ကာရဏိပဲအချင်းလေးအချင်းကိုရွတ်စရာမလိုဘူးသိထိုင်ရပြီရွတ်မှာတော့တန်မိုးဒီကာတာကိုဆဲကောက်ရွတ်မှာဖြစ်ပါတယ်အဲ့ဒါကိုဘယ်ဘက်လက်နဲ့ကင်ပြီးဆဲကောက်လွတ်ဆဲကောက်ရွတ်မယ်ညာဘက်လက်နဲ့ကင်ပြီးတော့24ပစ္စည်းအချင်းကိုဆဲကောက်ထက်ယူမယ်24ပစ္စည်းအချင်းမရရင်ဖုန်းထဲမှာကြည့်ယူလဲရပါတယ်အားလုံးရမယ်ထင်ပါတယ် ြန်နော်ဟေရုပိစယောအာရမဏပိစယောဒီပတိပိစယောနနပိစယောတမန်နန္ဒယပိစယောသဟဇရပိစယောအိညာမိညာပိစယောနေဒရပိစယောဥပနိဒယပိစယောပုဇရပိစယောပိဇာဇာတပိစယောအာတိဝနာပိစယောကမ္မပိစယောဝိဘကပိစယောအာယပိစယောဣန္ဒိယပိစယောဇာနာပိစယောမဂ္ဂပိစယောတံမြူဒပိစယောဝိမြူဒပိစယောအဒီပိစယောနတိပိစယောဝကတပိစယောအဝကတပိစယောတီးဆိုပြီးတော့24ပစ္စည်းချင်းကိုလည်း10ခေါက်ယူပစ်လိုက်ပါမယ် ဘဲ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 လည်းနဲ့ကိုင်းမယ်တမနီကရာဆေကောက်ယူမယ်ညာဘဲလည်းနဲ့ကိုင်းမယ်24ပြည့်စင်ဆေကောက်ယူလိုက်မယ်ယူပြီဆိုတာနဲ့အဲ့တမရတိကိုခေါင်းအောက်မှာထားပြရမှာဖြစ်ပါတယ်ကိုအိတ်တဲ့ခေါင်းအောက်တဲ့ဟိုကျွန်တော်လေးခေါင်းဆုတ်တယ်ကိုသွားထိုးထက်တက်လိုက်ပါအဲ့ထိုးထက်လိုက်ပြီးရောအဲ့တော့ကျွန်တော်တညလုံးအိတ်ထားလိုက်ပါဗျာတညလုံးကျွန်တော်လေးအိတ်လိုက်ပါအဲနောက်ရက်ပေါ့ အဲနောက်ရက်တည်းရောက်ပြီးအဲမိုးလင်းသွားပြီဆိုပါစို့အဲ့တော့မိုးလင်းသွားပြီ12နိုင်ကြော်ပြီဆိုတာနဲ့အဲ့တံမြတိလိုယူပြီးတော့ရေမျိုးရေတဲ့ကိုသွားမျိုးပြည့်မှာဖြစ်ပါတယ်ငါးစီမှာရှိတယ်မကောင်းတဲ့အညံ့ခိုက်အားလို့တံမြတိနဲ့ပါသွားစီဆိုပြီးတံမြတိတံမြတိကိုအားလက်လွတ်ပလိုက်ပါရေရှိရင်ရေနဲ့မျောမျောင်းရှိရင်မျောင်းနဲ့ချအရင်မရှိဘူးမျောင်းမရှိဘူးဆိုလို့ရှိရင်အားနဲ့အဝိတ္တနဲ့ဝိတ္တဆိုတအားလွတ်ပြပလိုက်ပါကဲ ဒါဆိုရင်ရေဒီယာသုံးမျိုးစလုံးပြီးသွားပါပြီ။ခဲဒါတော့ဆိုအားလုံးပဲအဆင်ပြေပြီးလုတ်တက်မယ်ထင်ပါတယ်နော်။အရန်လွယ်ပါတယ်။အရန်လွယ်တာလေးလေးဝေလည်းမရပြတတ်ပါလေဗျာ။ဒီဟာလေးကတော်တော်လေးအစွမ်းထက်ပြီးအကျိုးရှိတာမြန်နေဗျာနော်။မြန်နေဘာဘာကြောက်လို့ဆိုတော့လကွယ်ညမှာစွမ်းအားလေးပြည့်နေပါတယ်။အမောင်စွမ်းအားလေးပျောက်သွားခြင်းကဲသို့ကွယ်သွားခြင်း ပြန်လည်ကုစားခြင်းဆိုတဲ့စွမ်းအားလေးပြည့်နေပါတယ်။ဒါကြောင့်မလို့ကျွန်တော်စီမှာမရှိစေခြင်းတဲ့အရာတွေကိုအခုလိုမျိုးလာခွင့်ညာနဲ့တိုက်ဆိုင်လုပ်လို့ရပါတယ်ဗျ။အဲတချို့ကလည်းကျွန်တော်ဗီဒီယိုကိုလာလုံးစားလာခွေကြော်သွားပြီးနောက်တစ်ရက်မှတွေ့တယ်။အဲကျွန်တော်ရေရတယ်ကိစ္စမရှိပါဘူး။အဓိကလာရောက်မရှိရင်လုပ်လို့ရပါတယ်ဗျ။ဒီဒီရတဲ့အစင်းစားလေးလာရောက်မရှိရင်လုပ်လို့ရပါတယ်။အထူးသဖြင့်လာခွေလာခွေညာနဲ့ကြုံကြရင်ပို့လို့အစွမ်းထက်ပါတယ်ဗျ။ဒါလေးမြောက်ပေးတယ်ပါဗျာ။အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်မိတ်ဆွေခုနှစ်သားသမီးအားလုံးပဲ။ အတက်ကနောရှိတဲ့ခင်းကြပါသည်ဆက်ချင်တာကိုကြမ်းမှရှိကြပါသည်ဆက်ညစ်စရာတော့ကအပူပင်အာလုံးကင်းဝင်ကြပါသည်ဗျာအစဉ်ပြေလဲလိုင်းရဆွဲနေပြီအပိတ်ခဲ့ပါအောင်ဗျာမိတ်ဆွေအားလုံးထူပဲကျေးဇူးတင်ပါတယ်ကဲကျွန်တော်မိတ်ဆွေအားလုံးလည်းအခက်ခဲလေးတွေပြဒနာလေးတွေရှိနေသေးရင်လည်းကျွန်တော်ခွန်မမရေးပေးပါတောင်းပါတောင်းခဲ့ပါအောင်နော်ကျွန်တော်ခုလိုပဲပြန်လည်းမြောက်ပေးပါတယ်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ